ပြည်သက်များရှင်ဒီကနေ့မှာတော့အယိုးနဲ့ကြွက်သားတွေတန်မာစီဖို့နေ့စဉ်စားသုံးတဲ့အစားအစာတွေအကြောင်းပြောပြချင်ပါတယ်ရှင်။လူတွေဟာတက်ကြီးလာတာနဲ့အမျှအယိုးတွေပါလွေတာကျူးလွေတာပြီးတော့ကြွက်သားတွေလည်းအားနည်းလာတတ်ပါတယ်။ဒါပေမဲ့အာဟာရပြည့်ဝတဲ့အစားအစာတွေကိုပုံမှန်စားပြည့်မယ်ဆိုရင်အသက်ကြီးလာပြီမဲ့အယိုးနဲ့ကြွက်သားတွေကိုတန်မာနေစေမှာပါ။အယိုးနဲ့ကြွက်သားတွေတန်မာစီဖို့နေ့စဉ်စားသုံးတဲ့အစားအစာတွေမှာကယ်စီယမ်ပရိုတင်းနဲ့ မဂနီဆီယမ်တွေပြည့်ဝစေဖို့လိုပါတယ်။ဗီတာမင်ဒီဟာအရိုးတွေတန်မာစေဖို့အထူးကလိုအပ်ချက်ဆိုတာအားလုံးလေးသိကြမှာပါ။ဒါကြောင့်နေ့စဉ်စားသုံးနေကြအစာစာတွေဟာအားရရှိပြီးကျန်းမာရေးနဲ့ညီညွတ်တဲ့အစာစာတွေဖြစ်ဖို့အများကြီးလိုအပ်ပါတယ်။ဒီနေ့ကိုဒင်းချင်း၃ခွက်လောက်တောက်ပြီးမယ်ဆိုရင်အရိုးကျန်းမာရေးအတွက်အထောက်အကူအများကြီးရပါတယ်။သတိပြုရမှာကတော့ကိုယ်တောက်သုံးလိုက်တဲ့ဒင်းချင်းမှအချို့မပါစေဖို့ပါ။ ီးတော့နေ့စဉ်နွားနှုတ်နှစ်ခွက်တောက်ပြီးမယ်ဆိုရင်အယူနဲ့သွားတွေကိုတန်ပါစေပါတယ်။အစီထုတ်ထားတဲ့နှုတ်တစ်ခွက်ဟာနေ့စဉ်ကယ်စီယံလိုအပ်ချက်ရဲ့30ရာခိုင်နှုန်းအထိကိုဖြည့်ဆွတ်ပေးပါတယ်။နောက်တစ်မျိုးကတော့ဟင်းနှုတ်ရဲ့ပံသူ့မှာကယ်စီယံတန်ကျက်အမြင့်တက်နဲ့ဗီတာမင် A တို့ကျွဲဝစွာပါဝင်ပါတယ်။ပြီးတော့ဟင်းနှုတ်ရဲ့အပြင်အစိမ်းရောင်ဟင်းသီးရွက်တွေဟာဆိုရင်လေအယိုးတွေအတွက်ကောင်းမှုရုံသာမကတခြားသောဗီတာမင်နဲ့သတ္တုချက်ကယ်စီယံကျွမ်းဝဆောင်ပါဝင်ပါသည် နီရောင်ရှိတဲ့အသားတွေမှာလည်းအယူနဲ့ကြက်သားတွေကိုတန်ပါစေတဲ့ပရိုတင်းထက်တွေပါဝါတယ်။ဒါပေမဲ့အစီနဲ့အခြေကွန်မပါဖို့တော့သတိထားဖို့လိုပါတယ်။ဥမျိုးမျိုးမှာဗီတာမင် D ပရိုတင်းကယ်လ်ဆီယမ်တွေပါဝင်တာမို့အယူနဲ့ကြက်သားတွေကိုအကောင်းဆုံးအားဖြည့်ပေးနိုင်ပါတယ်။ခွန်မာသီးတွေနဲ့အစီအစံတွေဥပမာဗာရန်စီနဲ့နှမ်းစီတို့ပါဒီရာရီမှာလည်းကယ်လ်ဆီယမ်ဓာတ်ကျွေးဝါးစွာပါဝင်ပါတယ်။ ဆယ်မွန်ငါးနဲ့တူနာငါးတွေကိုစားပြခြင်းအပြင်နှလုံးကိုကျန်းမာစေုံသာမကပါဘူး။အယိုးနဲ့ချက်သားတွေကိုလည်းတန်မာစေဖို့လိုအပ်တဲ့ဗီတာမင် D ကိုပါဖြည့်စွက်ပေးနိုင်ပါတယ်။တန်ဆေးလွန်ပြီးဆိုတဲ့စကားအတိုင်းပါပဲ။ရှေ့ကပြောပြခဲ့တဲ့အစားအစာတွေဟာကျန်းမာရေးအတွက်ကောင်းတယ်ဆိုပေမဲ့လည်းဘယ်အစားအစာတွေကိုမှအလွန်ကျွံစားသုံးဖို့တော့မတင်ပါဘူး။ဒါကြောင့်မို့သတိနဲ့ရှင်နေထိုင်စားတောက်တဲ့နေဆိုတော့အကြံပြုချင်ပါတယ်ရှင်။